ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီချိန်ကြီးတော်ဒီအောင်နဲ့စကားဝိုင်းစီစဉ်ရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးပါရစေ။အဲ့တော့မိမိတို့အပတ်စဉ်တိုင်းမှာပေါ့နော်။အာစိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေ awareness နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက်ပြီးတော့ဒါပြီးခဲ့တဲ့တစ်ပတ်ဆိုလို့ရှိရင်လည်း comment နဲ့ပတ်သက်တာတွေအများကြီးပြောခဲ့တယ်ပေါ့နော်။ဒါတွေအားလုံးရဲ့အခြေခံကတော့မိမိတို့အာဘလိုမျိုး mindfulness ရှိရှိဘဝကိုဖြတ်သန်းကြမလဲဆိုရဲအကြောင်းအရာလေးတွေကိုဆက်ဆက်ပြီးတော့ပြောခဲ့တာပါ။အဲ့တော့ဒီနေ့မှာတော့တကယ်ကိုဒီ ပြောခဲ့တဲ့အကြောင်းအရာတွေအားလုံးရဲ့အနှစ်သာရဖြစ်တဲ့ဒီ mindfulness အကြောင်းမျိုးပြောပြပြီးတော့ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီချိန်မင်္ဂလာပါ။မင်္ဂလာပါတမန်။ဟုတ်ကဲ့ဒီချိန်။နောက်ပြီးတော့တခြားလုံးမှာအာနည်း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 ချင်းစီထည့်ပြောလာတဲ့တကယ် topic ကိုဒီနေ့မှာမျိုးတော့စပြီးတော့ပြောကြမှာပေါ့နော်ဒီချိန်။အဲတော့ mindfulness ဆိုတာဘယ်လိုမျိုးအရာကိုဆိုလိုတာလဲဆိုတာအရင်ဆုံးပြောပြပါအောင်။ mindfulness ဆိုတာကျေတော့လူသားဖြစ်တည်မှုမှာအရေးကြီးဆုံးပဲ။ဟုတ်ကဲ့။နော်။ ဘာဖြစ်လို့လဲဆိုတော့ mindfulness လို့တော့လူတွေကပြောကြတယ်ဘာလို့တခြားမသိဘူးမသိဘူး present moment မှာနေရမှာလားပေါ့နော်ဘာဖြစ်လို့လဲဆိုလူက past down ပြောနေကြတယ်ပြီးအနာဂတ်ကြောင်းပြောနေကြတော့ mindful မရှိရင် present မှာမရှိဘူးပေါ့နော်အဲ့လိုပြောကြတယ်တကယ်တမ်းကျတော့ mindfulness ကဘာလဲဆိုလို့ရှိရင်တချို့တို့ကဒီခါလေးကြာလေ feeling ခံစားချက်တွေတိလာမသိလူတွေက suffering ဖြစ်နေတာဟုတ်ကဲ့နော်ဟို ထီးကျန်တာတို့နော်ပြောစွန့်ပစ်စီခံရတာတို့နော်ပြစ်ခွာခြင်းခံရတာတို့ဒီလိုမျိုးတွေလူတွေမှာကြုံတွေ့တယ်လေအဲ့မှာချေ suffering ညီနေရှိတယ်ဟုတ်ကဲ့အဲ့ suffering တွေကိုသူကမလုပ်လဲဆိုလို့ရှိရင် mind နဲ့ body နဲ့ကိုသူကပြုစုပြောထောင်တာပေါ့ mindfulness အနေနဲ့ပြုစုပြောထောင်ပြီးတော့မှ suffering ကိုချုပ်ငိမ့်စေတာ moment တိုင်း moment တိုင်း suffering ကဖြစ်လာတဲ့ suffering ကို mindfulness ကိုဘယ်လိုသွားမလဲအဲ့ဒါကနေတော့ beyond ဖြစ်ဖြစ်သွားတာပေါ့ကြိုးဖြတ်သွားတာပေါ့ အဲ့တော့ဝေဒနာခံစားရခြင်းလွတ်မြောက်ခြင်းပေါ့ mindfulness နေနိုင်လို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ် moment တိုင်းမှာဖြစ်နေတဲ့ဝေဒနာကလွတ်မြောက်တာပေါ့ဟုတ်ကဲ့နည်းနည်းတော့ခက်တယ်နော်နည်းတော့ခက်တယ်အကျင့်မရှိလုံးဖို့မလွယ်လာဘူးတဲ့အားထုတ်ရတယ်အားထုတ်ရတယ်ဆိုတော့လူသားတွေဖြစ်တဲ့အတွက်ဖြစ်လာတဲ့ခံစားချက်တွေ emotional တွေတစ်ခုချင်းစီတိုင်းကို ဟိုအဆုံးထိခံစားတတ်ကြရပေါ့နော်ဝမ်းနေလဲဝမ်းနေတယ်ဟိုပျော်ရွှင်လဲပျော်ရွှင်တယ်စိတ်တက်ကြရင်လဲစိတ်တက်ကြရဲဒါမျိုးတွေကဖြစ်လာတဲ့အရာပေါ်မှာခုနပြောသလို mindfulness ရှိအောင်မှတ်ဖို့ awareness ထားဖို့ဆိုတာကအကျင့်မရှိပဲနဲ့လုံးလို့ရတဲ့အရာမဟုတ်ဘူးလို့ပြောပြမိတာဟုတ်တယ်ဒါကြောင့်မလို့တချဲရဲ့ living be mindful လေဟုတ်ကဲ့အဲ့ mindful သင်တန်းမှာဆိုရှင်တချဲ choose in technique တွေပေါ့နော် တန်းထဲမှာတင်ယုံနေမကဘူးကိုကအပြင်ကိုရောက်သွားတဲ့ခါကျရင်လည်းအဲ့ဒါတွေနဲ့ကိုကိုကို suffering လွတ်မြောက်အောင်ပေါ့အဲခါကျရင်စိတ်ညစ်နေတဲ့ခါကျရောရှင်ကောင်းကင်ကမဲသွားတယ်လေဟုတ်ကဲ့ချစ်ချင်းကောင်းကင်ဖြူဖို့ဟာလေတချို့တော့လောက်အောင်မဖရားတော်ဟောခဲ့သေးတယ်ဟုတ်ကဲ့အဲ့ဖြူသွားဖို့အတွက်ကိုဘယ်လိုမျိုးလေ့ကျင့်မလဲဆို tools technique တွေတချို့တော့ပေးတယ်ပေါ့နော်ဒါကြောင့်မလို့ဒီ mindfulness နဲ့ပတ်သက်လို့ရှင်တကယ်တမ်းကျတော့ခက်ခဲခဲကြီးတော့မဟုတ်ဘူးဒါပေမဲ့ तू က ဟို diagnosis ပေါ့နော်ဘာဖြစ်လို့ mindful မဖြစ်ရလဲဘာဖြစ်လို့ suffering ဖြစ်ရလဲဆိုတဲ့ဥစ္စာကိုရှာဖွေတွေ့ရှိရတယ်ရှာဖွေပြီးတော့မှကိုကဘသူကဘာနဲ့လှုပ်လို့ရှိရင်အဆင်ပြေလဲပေါ့တယောက်ချင်းစီလည်းမတူဘူးမတူဘူးဟုတ်ကဲ့ individual ပေါ့နော်ဟုတ်ကဲ့တို့ကနေတူတွေ့ရှိသွားတာပေါ့အဲ့ဒီ tools and technique method တွေနဲ့သုံးလို့ရှိရင်တော့ mindfulness ကအရန်ကိုအဆင်ပြေတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့အမ် စဉ်းစားတတ်တဲ့တွေးခေါ်တတ်တဲ့စာနာတတ်တဲ့ဒီလိုမျိုးခံစားချက်တွေထည့်ပေါင်းတော့မှပဲ mindfulness ကလည်းပို့ပြီးတော့ပြေဝသွားမှာပေါ့နော်ဒီချက်တစ်ဖက်ကိုမစဉ်းစားဘဲနဲ့သူ့ကြောင့်ကဒေါသထွက်ရတယ်သူ့ကြောင့်ကဝမ်းနည်းရတယ်အဲ့လိုမျိုးသူ့ကြောင့်ခံစားချက်တွေဖြစ်ရတယ်ဆိုတဲ့ဟာအလွတ်သဘောမျိုးတွေကိုကြည်လိုက်လို့ရှိရင် suffering ကပိုဖြစ်တာပေါ့နော်ဟုတ်တယ်အဲ့ဆိုတော့ဟိုဘက်ကလည်းညှို့ထုတ်လို့ရှိရင်ကိုက suffer ဖို့ဖြစ်တယ်။ဒီကိစ္စကျတော့လည်းညှို့ထုတ်မဲ့စာကိုကို responsibility ယူလိုက်တာက ဘလိုပဲဖြစ်ဖြစ်လွတ်မြောက်လွတ်မြောက်တယ်ပေါ့နော် suffering ကနေပါမှာပို့ပြီးခွန်အားဖြစ်တာပေါ့နော်ဟုတ်ကဲ့အဲကြောင့်မလို့ဟို passion တို့ compassion တို့စာနာစိတ်တို့ဆိုတာကအာဘတ် ဝေဒနာခံစားနေလူကစိတ်ကပြုတ်ကျနေရလေဟုတ်ကဲ့ဗစ်တန်ဖြစ်နေတာဟုတ်ကဲ့ဗစ်တန်ဖြစ်တဲ့ခါကျလို့ရှင်ရင်သူကဘယ်လိုလုပ်ခွန်အားပေးလို့ရမှာတော့လူတစ်ဖက်သားကိုဘယ်လိုစာနာလို့ရမှာတော့ဟုတ်ကဲ့အဲ့ဒီလက်တလုံးမှာ तू ကအဲ့အနေထားကိုရောက်နေတာဟုတ်ကဲ့ဒါကမကွာ mindful နဲ့နေလို့ရှိရင်ကိုယ့်ပုံမှာပဲမူတည်တယ်လीနော်ဟုတ်ကဲ့သူ့သူစာနာစိတ်ကလေးကပေါ်လာတတ်တယ် suffering ပျောက်သွားရင် ဟျူမန်မှာပါလာတဲ့စာနာတတ်တာတို့ဂျင်နာတတ်တာတို့ကသူ့အလိုလိုပြန်ပြီးပေါ်ထွက်လာတယ်။စိတ်ဆိုတာတစ်ခုရှင်တစ်ခုမရှိဘူးလေနော်။ဟုတ်ကဲ့တကယ်။ဟုတ်တယ်မလား။ဟုတ်တယ်။ Oh, mindfulness, a fullness အကြောင်းမပြောခင်မှာအရင်ဆုံးဆို mind ပေါ့နော်စိတ်ပေါ့နော် ဆိုတော့ခုနပြောသလိုတစ်ခုမှတစ်ခုမှစိတ်ကရှိနေနောက်တစ်ခုစိတ်ကမရောက်ဘူးစိတ်ကလည်းအရာရာအကုန်လုံးရဲ့တကယ်ဟိုအခြေခံအရာကြီးဖြစ်တယ်ပေါ့ဘလောက်ပဲကောင်းရင်ရတာရတာရလောကကြီးကလှပါတန်းနေပဲဝေစာဝေစာဟိုမိမိတို့စိတ်မကြည်လင်ဘူးဆိုရင်အဲ့ဒါတစ်ခုမှမမြင်နိုင်တော့ဘူးပေါ့နော်စိတ်ကကြည်လင်နေလို့ရှိရင်မိုးကအုံးအုံးရွာနေလဲမိုးရွာတာလေးကလှလိုက်တာဆိုပြီးတော့ဖြစ်တဲ့လူတွေရဲ့သဘောတဘာဝဖြစ်တဲ့အတွက်စိတ်ရဲ့သဘောတဘာဝကိုဟိုတတိနဲ့ပြန်ပြီးတော့ ထိန်းချုပ်ဖို့ကလည်းနည်းနည်းလေးဟိုခတ်မယ်လို့လည်းထင်တယ်ဒါပေမဲ့တကယ်လည်းလိုအပ်နေတာအဲ့ဒါပဲဆိုတော့ဟုတ်တယ်ဆိုတော့ practice လုပ်ရတာပေါ့နော်အားထုတ်ရတာပေါ့ဘယ်လိုပဲဖြစ်ဖြစ် suffering ဆိုတာကလူတိုင်းမှာရှိတာပဲတခုခုလေးကိုမကြိုက်ဘူးဆို suffer ဖြစ်တာပဲဟုတ်ကဲ့ဟုတ်လားကိုလိုချင်တာမရရင်လည်း suffer ဖြစ်တာပဲเนาะအဲ့တော့ suffering ကိုမှဒီ mindfulness ကျလို့ကျင့်တယ်ပေါ့เนาะ meditative living နဲ့ကျင့်တယ်ဆိုလို့ရှိရင်တော့ဒီ suffering ကကိုကလှပတဲ့ဘဝမျိုးရောက်သွားတတ်တယ်ဟုတ်ကဲ့เนาะ ဲ့လိုကြင်ကြင်အဖြစ် beauty of life ပေါ့နော်အဲ့လောက်တွတ်တွတ်တယ်ဒါကြောင့်မလို့ तू ကဒီခါလေးဆိုလို့ရှိရင် mindful မဖြစ်ဘူးဆိုတာက suffering ကဘယ်ကလာတာလဲဒီတက် တက်ပစ္စုပန်မှာရှုနေ suffering မလာဘူးထိုင်နေရတော့အမှန်ပဲဒါပေမဲ့ကိုက future ကိုလှမ်းပြီးစဉ်းစားပြီးတော့ concern ဖြစ်တာဟုတ်ကဲ့ဒီ your past ကဟာ you တည်လာပြီးတော့မှကိုကဒီမှာထိုင်နေရင်းနဲ့မှကိုအဲ့ပုံမှာ suffer ဖြစ်နေတာလို့ဆိုတော့အဲ့ဆိုလို့ရှင်တော့အဲ့အတိုင်းချင်လို့ကြင်ရင်းထဲမှာအဲ့ဒါကိုတည်ခြင်းအဖြစ် သိရှိနားလည်သဘောပေါက်ခြင်းအပြင် mindfulness တွေကိုရောက်သွားတတ်တယ်ပေါ့ဟုတ်ကဲ့အဲ့တော့လူသားတွေကနေထိုင်နေကြတယ် living လုပ်နေကြတယ်ဒါပေမဲ့အဲ့ဒါကို live မလုပ်ဘူးပေါ့နော်အဲ့လိုပြောလို့ရတာပေါ့မိတို့အသက်တော်ရှူနေတယ်သွားเสียရှိရသွားနေလှုပ်เสียရှိရလှုပ်တယ်ဆိုပေမဲ့အကျင့် ပါလို့အလစ်အထရှိလို့ဒါပုံမှန်လို့တွေလုံနေရတာဒါပေမဲ့အဲ့ဒါကိုတကယ်တမ်းသိနေလားတကယ်တမ်းအဲ့ဒီ moment ကိုခံစားနေလားဆိုတော့လေအဲ့လိုမျိုးဟုတ်မနေဘူးဆိုတဲ့တဘောပေါ့နော်မဟုတ်ဘူး awakening မဖြစ်တာ awakening မဖြစ်တာ awakening မဖြစ်ဘူးအသွားနေကြလာနေကြအမြင်နေကြအမှုမဲ့အမှတ်မဲ့အတိုင်းပဲကျုပ်သွားနေကြတာဟုတ်ကဲ့ဟုတ်တကယ်လို့နည်းနည်းလေးအားထုတ်ပြီးမှ awakening လုပ်ကြည့်ကြည့်လိုက် ဘေးဘီလေးကိုလည်းကွာဖြန့်ပြီးကြည်တာပဲပေါ့နော်အဲ့လိုဘာတွေဖြစ်နေလဲဘလို့ကြောင့်လဲဘလို့ကြောင့်ဓမျိုးလေးတွေပေါ့ကိုကိုမိခွန်းလေးနဲ့ဆွတ်ထုတ်ကြည့်မယ်ဆိုလို့ရှင်တော့သူကပို့ပြီးတော့စိတ်ဝင်စားစရာဖြစ်လာပြီးပို့ပြီးတော့ living ဖြစ်လာတာပေါ့တခုတော့ရှိတာပေါ့ဟိုလူသားတွေက story ခင်းနေမယ်ဟုတ်တကယ်အဖြစ်ပြမှာမှာ story သွားခင်းမယ်ဆိုလဲကိုကဟိုခံစားရမှာပဲလေဟုတ်ကဲ့နမူနာပေါ့နော် ဖြိုးမြန်နေတစ်ချက်ကိုဖုံးမခေါ်ဘူး အာတချမ်းတွေတော့ဖုံးမခေါ်တဲ့ကိစ္စလေးကတကယ်အဖြစ်ပြက်ကလေးဒါပေမဲ့တချမ်းတွေတော့မှဘာဖြစ်လို့လဲမသိဘူးငါ့ကိုမချစ်တော့လို့လားမသိဘူး तू ဟိုတယောက်ကိုပိုခင်သွားတယ်ဆိုရင်တော့ suffering ကအဲ့ရလာလေဟုတ်ကဲ့ကိုယ့်ရဲ့ story ကလာလာလေဟုတ်ကဲ့တချမ်းဖုံးမခေါ်တာကတကယ်အဖြစ်ပြက်လေးဆိုတော့လူတွေကတကယ်အဖြစ်ပြက်ကိုပျောက်ဆုံးပြီးတော့မှ story ထဲမှာတကယ်ဖြစ်ပြက်ဆိုပြီးနေထိုင်ကြတဲ့တကြောင်လဲ suffering ဖြစ်တယ်ဟုတ်ကဲ့အဲ့ဒီပုံမှာလဲ mindful ဖြစ်နေဖို့လိုတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါမှမဟုတ်တကယ်ဖြစ်ပြက်ကိုသွားကြည့်မှငါ story ခင်းနေရလားတကယ်ဖြစ်ပြက်လားတကယ်ဖြစ်ပြက်က ဖြုံးမရဖုံးမခေါ်တာဆိုဖုံးလေးကောက်ကင်မျိုးပြန်မျိုးအရှင်ကြီးကိုခေါ်လိုက်တော့မှကိုကပြီးသွားပြီဟုတ်လားအဲ့တော့လူတွေအားလုံးက suffering နဲ့နေနေကြတော့ mindful မဖြစ်လို့ကိုမရတာဒါကြောင့်မလို့ mindfulness ကအရေးကြီးတယ်ဆိုတာကဘာကိုကြည့်ရမလဲဆိုအဓိကကတော့ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာနဲ့တွဲနေရလေဟုတ်ကဲ့အဲ့နှစ်ခုကိုဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်လို့ရှင်တော့ mindful ဖြစ်တယ်ဟုတ်ကဲ့အဲ့တော့အဲ့ဒါကဘာလုံးနေမှာ မဖို့ဖြစ်နေရမယ်ဘာမလို့ဘူးဆိုရင်တော့ဖြစ်နေစရာမလိုအဲ့လိုမျိုးလည်းမရှိနိုင်ဘူးမဟုတ်ဘူးသူ awareness နဲ့ပဲသွားတာပေါ့နော်ကိုယ်စိတ်တွေဘာဖြစ်နေလဲခုနကဖြိုးမိပြောရလေစိတ်ကလူတွေမှာအရေးကြီးဆုံးပဲဟုတ်တယ်စိတ်ကိုကိုယ်နားလည်သွားတယ်ဆိုရင်စိတ်နဲ့ခန္ဓာလည်းအတူတူလှုပ်လှုပ်နေတာဒါပေမဲ့ဒီချေတော့လူဖြစ်ပြီဆိုလို့ရှိရင် mindful ကိုကြည့်ဖို့အတွက်က I'm not the body ဆိုတော့ပြောရတယ် I'm not the mind ဟုတ်ငါကစိတ်လည်းမဟုတ်ငါကခန္ဓာလည်းမဟုတ်ဘူးဟုတ်ကဲ့ လူဖြစ်လို့သာအဲ့နှစ်ခုနဲ့ကိုကနေနေရတာလေဟုတ်ကဲ့အဲမိမိကကြည်ရောမှအဲ့လိုမျိုးစီမံခန့်ခွဲတတ်မှာဒါဆိုတော့စိတ်ကဒီလိုဖြစ်နေဆိုလို့ရှင်လဲ body မှာလဲတော့ထိတယ်ဟုတ်ကဲ့ body ကအစားတောက်မမှန်ဘူးဆိုလဲစိတ်လဲမကြည်ရင်တော့ခေါင်းတွေကိတ်ဟုတ်ကဲ့ဆိုတော့နှစ်ခုစလုံးကိုကတာဝန်ယူတတ်မှရတယ်ဟုတ်ကဲ့တာဝန်ယူဘက်မှာနှစ်ခုကိုပေါင်းပြီးအလုပ်လုပ်တဲ့ခါမှာခန္ဓာကိုယ်က vitality ဖြစ်နေရဆိုလို့ရှိရင်စိတ်ကလည်းကြည်လင်တာပေါ့ဟုတ်တယ်စိတ်ကညစ်နေတယ်ဘာညာဆိုလို့ရှိရင် story ရဲ့ခင်းမိညစ်နေတယ်ခန္ဓာကိုယ်မှာလည်းသွားပြီးတော့ဒီမှာရှိတဲ့ chemical liquid ဘလို့ခေါ်မလဲ block ဖြစ်စီတယ် block ဖြစ်စီရဆိုဒီနှစ်ခုကိုလေးလာလိုက်စားခွဲခြားပြီးတော့လေးလာလိုက်စားရင်ကျတို့ mindfulness ထဲမှာပါတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုကစိတ်ကစိတ်ချောင်းမလို့စိတ်ညစ်ရတယ်ဝေဒနာကြောင့်စိတ်ညစ်ရတယ်ဒါမျိုးတွေသွားတယ်လေဟုတ်တယ်မလားခံစားချက်ကြောင့်စိတ်ညစ်ရတယ်အမျိုးစုံဖြစ်နေရဟုတ်တယ်မလားအဲ့အဲ့ဒါဘာဖြစ်လို့ဖြစ်တာလဲဆိုလို့ရှိရင်စိတ်ရဲ့ကြေးကြုံနေချေပါဖြစ်နေကြတော့ဟုတ်ကဲ့အဲ့တော့ mindfulness နဲ့ကိုဒီစာ practice လုပ်နိုင်လို့ရှိရင်ကိုယ်ကစိတ်ကိုထိန်းချုပ်သွားနိုင်တယ်။ဟုတ်ကဲ့တကယ် အောင်မြင်သွားနိုင်တာပေါ့နော်ဟုတ်ကဲ့အားကြောင့်စိတ်တက်ကြလို့ရှိရင်မစားခြင်းမတောက်ခြင်းဝိတ်တွေပါကြာပါ stress တွေပြီးလို့ရှိရင်မျိုးလို့စပင်းနေကြွက်ချန်နေထွက်လာဆိုစိတ်ကသူ့ဘက်သူဖြစ်နေရပဲဆိုပြီးတော့ထားလို့လည်းမရအောင်ခုနတည်းပြောသလိုခန္ဓာကိုယ်ကသူကတွားပြီးတော့တက်ရောက်တာပေါ့နော်ဆိုခန္ဓာကိုယ်ကလည်းအဲ့လိုပဲကိုယ်ကိုဂယူးဆိုင်မှုမရှိပဲနဲ့အဲ့လိုနေခြင်းသလိုနေပြစ်တယ်ဆိုလို့ရှိရင်လည်းစိတ်ကိုတွားပြီးတော့တပံပြန်ပြီးတော့သူကတွားပြီးတက်ရောက်မှုရှိရပဲဆိုတော့ပြန်လှန်ဒါမိမိတွေ့နေတဲ့ပုံပေါ့မိခိုးနေတာမိခိုးနေတာပေါ့ ဟို body ကတော့ limit ရှိတာပေါ့နော် body ကတော့ဘလောက်ထိခံပါလဲချက်အများတန်းပြောဖို့ပါတယ်စိတ်ကတော့ unlimited ပေါ့အများတန်းသွားနေတာဆိုတော့အများတန်းဟိုဘယ်လိုမြင့်မြတ်တဲ့နေရာကိုရောက်တဲ့ထက်ရောက်အောင်လုပ်လို့ရတာပေါ့ရတာပေါ့ဟုတ်ဟုတ်မလား နောက်မို့ဆိုလို့ရှိရင်ခြေတို့စိတ်တည်းခွန်အားတွေပြုတ်ကြတယ်ဆိုလို့ရှိရင်တော့ခြေတို့ကဘလို့စိတ်မျိုးတွေဝင်လာတတ်တယ်လေပုတ်တဲ့စိတ်တို့တယ်ယုံပါတဲ့စိတ်တို့အပြုတ်မွားစာရုပ်လုချလာတယ်လေတန်တန်လာတယ်တန်တန်လာတယ်အဲ့ဒါကိုလေကောင်းတယ်ဆိုရလို့ဝေဖန်လို့မရအောင်မှားတယ်မှန်လို့ပြောလို့မရအောင်အ mindfulness နဲ့နေလို့ရှိရင်အဲ့နှစ်ခုကြားထဲမှာနေတတ်လာတာပေါ့အဲ့တော့လူတိုင်းလူတိုင်းကလူဖြစ်ပြီဆိုလို့ရှိရင်ဘာကိုရွေးချယ်ခြင်းလဲမြင့်မြတ်တာကိုရွေးချယ်ခြင်းဒါလူကြီးပဲလေနော်ဟုတ်ကဲ့အဲ့တော့စိတ်အစဉ်နဲ့ဘယ်လိုက လှုပ်ရှားသွားလာနေကြရတာပေါ့နော်ခါလေးကြလို့ရှိရင်မနေ့ရာနိုးလို့မျက်နာသက်သွားတိုက်လို့ဆက်ရှိရလုံနေပြီမဲ့ဟိုကိုတွေးနေတာတခုကိုကလုံနေကြမှုလို့ဒါဒီလိုဟာမျိုးကိုလှုပ်တာကိုစိတ်ကိုအတွေးထဲမှာဒါကဟို ဘာမှရှိမနေဘူးမဲ့ဆိုလို့ရှိရင်ဒါတပတ်မှ3လရက်လောက်ယောဂဆော့ပြတယ်ဆိုမှတခါလေတကယ့်ကိုမှဖုန်းနဲ့ရှိရှိယောဂဆော့နေတဲ့အချိန်အခါကိုတတိနဲ့ငါဒါလုံးနေရပဲဆိုတော့ enjoy ဖြစ်တဲ့နေ့ရှိသလိုခန္ဓာကိုယ်ကအဲအကွက်တိုင်းကိုလုံးနေတာလုံးနေရဲ့ဒီချက်စိတ်ကရောက်ချင်တာရောက်တွေးချင်တာတွေးနေရဲ့ဟာမျိုးကြီးလည်းရှိအခါကျရင်ကိုယ်ကိုထိရောက်တယ်လို့လည်းမခံစားရအောင်ဟုတ်တယ်ဆိုတော့အဲ့လိုမျိုးစိတ်တစ်ခုကိုတနေရာထဲမှာပဲဟိုထားရဖို့ဆိုတာကလည်းကောင်းမွန်တဲ့အလေးထားလည်းရှိဖို့လိုရဲ့စိတ်ဆိုတဲ့အရာလောက်ဖန်းဆုပ်ရခက်တာမရှိဘူးလေတော့ ဝီးဆိုပြေးသွားတာဘယ်လိုမှဖန်လို့မရတော့ဘူးဒီချက်ဆိုပြင်တော့အဲ့ဒါကို control လုပ်တတ်တဲ့အလေအထားလေးရကြဘယ်လိုမျိုးစတင်တင်လဲပေါ့နော်မင်းမတော့မိမိစိတ်ကိုလိုက်ကြည့်ဖို့ပဲဟုတ်မိမိစိတ်ပဲသွားနေလဲဘာပြောနေလဲအဲ့ပုံမှာမှတစ်ခါထပ်ပြီးတော့ဘာတွေပြောပြန်ပြီလဲပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့လိုဂျေရိုတင်တန်းနေမှာဆိုအမြဲတမ်း practice လုပ်ရတာပေါ့နော် inner voice ကိုအရင်ဆုံးလေ့လာလိုက်စားရတယ် inner voice ကိုနားထောင်ကြည့်ရတယ်ဆိုတော့ ကိုကသာအတွေ့အတွေ့ပြောနေမှာကို့အတွေ့ကိုကိုနားမထောင်တတ်တာအများကြီးရှိတယ်လေဟုတ်ကဲ့ဟုတ်ကို့အတွေ့ကိုနားထောင်တတ်တဲ့ခါကျမှအော်ဒီအတွေ့အကြောင်းမလို့ငါဒီလိုမျိုးခံစားပြီးတော့ဒီလိုပြုတ်မှုတာပါလားပေါ့နော်ဒါကြောင့်မလို့လဲဒီလို impact တွေဖြစ်တာပေါ့ဖြစ်အကျိုးဖြစ်ထွန်တာတွေကကောင်းလေဆိုးလေဆိုဖြစ်လာတာလေကျောင်းမမိမိရဲ့စိတ်ကိုမိမိရဲ့အတွေ့ကိုနားထောင်တတ်ဖို့လိုတယ်အဲ့တော့ mindfulness ဖြစ်ပြီဆိုရင် तू က mindful ဆိုတဲ့အချိန် mind ကနေတော့ပြေဝသွားတာမဟုတ်ဘူး तू ကအဲ့တော့ no mind ဖြစ်သွားတာဟုတ်ကဲ့ no mind ဖြစ်သွားတာဆိုအတွေ့တွေးတာကို 你的美金药品，对呀、啊，也多了。 ရက်သွားတဲ့ခါမှာအဲ့တဒင်ကမှခန်းစားချက်လည်းမရှိတော့ဟုတ်ကဲ့အပြုတ်မှုလည်းမရှိတော့အပြုတ်မှုရှိတယ်ဆိုလို့ရှိရင်လည်းကိုကအဝေးရနဲ့ရှိတဲ့တကြောင်မှာဘာပြုတ်မှုနေလဲဆိုတော့ကိုသိရတာပေါ့ကျောင်း mindfulness ဆိုတာလည်း no mind လို့လည်းပြောလို့ရတယ်အဲ့ no mind ဖြစ်နေတဲ့ခါကျလို့ရှိရင်ငုတ်တုတ်တိုင်းတွေးအမှိုက်တိုက်တွေးတွေးနေတာမဟုတ်တဲ့ခါကျလို့ရှိရင် human ရဲ့ power ခေါ်မှာပေါ့နော်စိတ်ရဲ့စွမ်းအင်တွေကအရင်အလုံးလုံးတယ်ဟုတ်ကဲ့ကျောင်းချေလို့ဆိုမိုးလင်းလို့ရှိရင်စိတ်ရဲ့စွမ်းအင်အလုံးလုံးတယ်အရင်လုံးလုံးတယ်လုံးတဲ့ခါကျလို့ရှိရင် ကိုမမြင်ရတဲ့ဟာရကိုလာပဲသတိပေးတယ်လို့ပဲ idea ကြီးထွက်ထွက်လာရရှိတယ်။ဟုတ်ကဲ့။ဘာလို့ရင်တော့ဘယ်ဖြစ်မလဲဘယ်လိုလုပ်ရင်တော့ဘယ်လိုဖြစ်မလဲဆိုတာမျိုးပေါ့နော်။ဟုတ်ကဲ့ပါ။အော်တကယ်အတိတ်ပဲရှိပြီးတော့မြေတို့လိုက်နာတဲ့နဲ့အချက်ကလေးတွေပေါ့နော်ဒီချက်ဒီအဲဒီချက်စီမှာမျိုးမျိုးလဲ designing your relationship ဆိုပြီးတော့တင်နန်းလိုက်တာငားရက်တက်လိုက်တဲ့အခါကျတော့တော်တော်များများဟိုဒီချက်ပြောချင်တဲ့သဘောတရားလည်းမြေကနားလဲတယ်ပေါ့နော်ပြီးတော့ ဒီချက်ပြောကြရဒါအလေးအထရသွားဆိုတော့တကယ်ကိုယ့်ရဲ့ inner voice ကိုနားထောင်တတ်တဲ့အလေးအထရသွားပေါ့ငါဘာဖြစ်ချင်နေရလဲငါဘာကြောင့်ဒီလိုတွေးမိနေရလဲတခါလေမကြင်တဲ့ချက်တွေရှိတယ်ဟိုတစုံတရာပေါ်မှာဖြစ်ဖြစ်အကြောင်းအရာတစ်ခုခုပေါ်မှာပဲဖြစ်မကြင်တဲ့ချက်ရှိလာတဲ့အခါမှာကိုယ်ကလေး ထိန်းချုပ်လို့မရအောင်ကိုအတွေးရတွေးတာတအားတွေးပြီးတော့အဲ့လို overthinking ဖြစ်သွားတဲ့အထိတွေးလိုက်တယ်ပေါ့နော်ဆိုတွေးတဲ့အခါမှာငါပြောလို့ကိုဘာတွေးနေလဲဆိုတဲ့ဟာ inner voice ကိုပြန်ပြီးတော့နားထောင်ရမှာငါဒါတွေးနေရပဲငါကဒါနာကျင်အောင်လုပ်နေရတယ်အတူတူပဲဆိုတဲ့အချိန်မှာဒိန်းဆိုအဲ့ဒါရက်သွားတယ်ပေါ့နော်ဆိုတော့ဟိုအဲ့ဒါကပဲကိုရဲ့စိတ်က inner peace ပြန်ရသွားတာပေါ့နော်တကယ်ဆိုတော့တော်တော်လေးလည်းအဲ့တင်နေရပြည့်တဲ့အကျိုးရှိပါတယ်အဲ့အတွက်ကိုလည်းဒီချက်ကိုတခါလေဒီနေရာနေကျေစုတင်နေကြအောင်ပြည့်ပြပြောချင်တယ်ပေါ့နော်တကယ်ဟုတ်တယ်ဆိုတော့ဟိုတကယ်ဒီ မျိုး program တစ်လျှောက်လုံးရိုက်လာတဲ့အခါမှာပြောလာတဲ့အခါမှာဒီချက်ပေးခြင်းတဲ့ information တွေကအတိတ်ပဲပြီးွားပြီးတော့ဟိုနေစင်းမျိုးတို့သွာလာလှူရှားနေထိုင်တဲ့ဘဝကြီးမှာပေါ့နော်ပို့ပြီးတော့ smooth ဖြစ်ဖို့အတွက် မိတို့ဟိုအဓိက struggle လုပ်နေရတာချင်းအတူတူစိတ်ကလေးကိုဘယ်လိုထားပြီးတော့ဖျက်ဆီးရမလဲဆိုတဲ့အကြောင်းအရာလေးအများကြီးပါသွားတဲ့အတွက်ကိုပရိသတ်တွေအတွက်လည်းအများကြီးအကျိုးရှိမယ်လို့ယုံကြည်ပါတယ်အဲ့တော့အမှန်ဆိုရင်တော့15မိနစ်ထပ်ပို့ပြီးတော့အများကြီးအကြာကြီးရှင်းနေပြောချင်သေးတယ်ပြောစရာကြီးလည်းအများကြီးရှိသေးရပေါ့နော်ဒါပေမဲ့ဒီနေ့ရဲ့အစီအစဉ်ကနေဒါကြည့်နေတဲ့ပရိသတ်အတွက်ဒီချက်အနေနဲ့အာဒီ TTA အစီအစဉ်ကနေပေါ့နော်ပရိသတ်တွေကိုမျှဝေခြင်းနဲ့စကားလက်ဆောင်လေးရှိပြောပြပေးခဲ့ပါဦး ဟုတ်တချက်ဆိုလို့ကျင်တော့အမြဲ awareness နဲ့ပေါ့နော် mindfulness ဖြစ်အောင်နေပါပြီးရှင်မိမိရဲ့အတွေးတွေကိုသတိထားပေါ့နော်အတွေးရစပြီးတော့မှကိုယ်ဝေဒနာခံစားစေတာပဲတကယ်လက်တွေ့မှာဝေဒနာမရှိပါဘူးတကယ်တမ်းကျတော့လက်တွေ့အလုံးလုံးကြည့်လက်တွေ့စကားပြောဖြစ်ရှိဝေဒနာမရှိဘူးကိုယ်အတွေးရပဲကိုယ့်ရဲ့ခံစားချက်တွေကိုဖြစ်စီတာဆိုတော့တတ်နိုင်လို့ရှင်တော့အတွေးတွေအရင်တွေးနေတာတဲ့လက်တွေ့လုပ်ဖို့ပေါ့နော်လက်တွေ့လုပ်တဲ့အခါမှာလဲ mindfulness က suffering ကိုချုပ်ငိမ့်စီတယ်အဲ့ဒါကလည်းဟို ဘယ်လိုပြောမလဲဆိုလို့ရှင်ပြစ္ဆုတ်ပန်တက်တက်ရှုရှင်ကိုလည်းပြောလို့ရတယ်ကိုဘွားကိုကို fulfill နေရလို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့တစ်ချက်အနေနဲ့ဒါလေးကိုနှတ်ထောင်ပေးတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်ခုနကတော့ဖြိုးမီပြောခဲ့တဲ့ DIY ပေါ့နော်ဒီတစ်ခါကျလို့ရှင်တော့ LBN ဆိုတဲ့သင်တန်းလေးကိုလည်းလာအောင်ပါပေါ့နော်ဟုတ်ကဲ့တက်ပါအောင်ပဲတစ်ချက်တက်ပြောင်တက်နော်ဟုတ်ကဲ့ပါရှင်အဲ့တော့ဒါမျိုးတွေတော့ အပတ်စဉ်တင်ဆက်ပေးနေခဲ့တယ်ပေါ့နော်ဒီချေကြီးတော့တည်တော်နဲ့စကားဝိုင်းစစ်စရာနေပြီတို့ပြောဆိုဆွေးနွေးလိုက်တဲ့အကြောင်းအရာဒီကပရိသတ်တွေရှင်내ကိုအကြောင်းအရာလေးတစ်ခုလောက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်နေ့စဉ်လုပ်ငန်းဆောင်တာလေးမှာအကျိုးဖြစ်ထွန်းတာလေးတစ်ခုပဲဖြစ်ဖြစ်ရှိသွားခဲ့မယ်ဆိုလို့ရှင်တို့တကယ်တင်ဆက်ပြောဆိုရအကျိုးနဲ့တယ်လို့ပြောချင်ပါတယ်အဲ့တော့အစီအစဉ်ကိုအစဉ်တစိုက်ကြည့်ရှုပြီးတော့အားပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်မြမလည်းအလင်းတင်တယ်လို့ဒါဒီချေနဲ့အတူတူအစီအစဉ်နေနောက်ပြီးတော့ပရိုဂရမ်တွေထပ်ပြီးတော့လှုပ်သွားဖို့လည်းစူးစမ်းပါအောင်မယ်ဒီချေ ော်လည်းကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်တ िश ူအားပေးခဲ့ကြတဲ့ပြည်သက်များအားလုံးလည်းကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်